တာယောစဉ်ကျိုးဆိုတာဒီကျိုးတည်းမဟုတ်ဘူးနော်အဲထင်ရတယ်တာယောစဉ်ဆိုတာတွေ့တာလေးတဏှာလေးတစ်ခုတည်းတဲ့တာယောစဉ်မဟုတ်ဘူးတာယောစဉ်များ10မျိုးရှိတယ်အဲ့ဒီ10မျိုးသောနှောင်ကျိုးတွေကိုဖြတ်တောက်နိုင်အောင်တို့ဘာတွေလုပ်ကြမလဲရသော်ပြားတကြောင်ဤသောလမ်းဆိုမက်ကင်ရှိပါအကျင့်ကျင့်ရမယ်ဘာလို့ရမလဲမှန်မှန်မြင်အမှန်တိုင်းမြင်အောင်ကြိုးစားရမယ်သမာဓိဋ္ဌိ အခုတရားနာတာဟာလည်းပဲမှန်မှန်ကန်ကန်သိဖို့သမာဓိဋ္ဌိမှန်မှန်ကန်ကန်နားလည်ဖို့ right understanding ဖြစ်ဖို့တရားနာအဲဒီလိုတရားနာလိုက်တဲ့အခါကျတော့အတွေးတွေလည်းမှန်းလာတယ်သမာသင်္ကပ္ပအတွေးတွေမှန်းလာတဲ့အခါကျိုးပန်းအထုတ်မှုကလည်းမှန်တယ်ဘယ်လိုလုံးဝကျိုးပန်းအထုတ်မှုမှန်တယ်လဲလို့ဆိုရင်ကုသဏ္ဍမှာနော်ကုသဏ္ဍမှာလောဘရှိနေသူ့လောဘကိုဖယ်ရှားဖို့ကြိုးစား အကုသိုလ်တွေရှိနေအကုသိုလ်ဖယ်ရှားဖို့ကြိုးစားကုသိုလ်တွေမဖြစ်သေးဘူးဆိုရင်ကုသိုလ်တွေဖြစ်အောင်ကြိုးစားဖြစ်ပြီးသားကုသိုလ်တွေကိုတိုးပေါင်းအောင်ကြိုးစားဒါမှန်ကန်တဲ့လုံလာလို့ပြောတာเนาะအဲ့ဒီလိုမှန်ကန်တဲ့လုံလာနဲ့ကြိုးပမ်းအထောက်ပြီဆိုလို့ရှိရင်သမ္မာတတိမှန်မှန်ကန်ကတတိထားတတ်ပါဒါပြင်မှန်မှန်ကန်ကတတိကဘယ်မှာထားမှာလို့ဆိုလို့ရှိရင်တတိပဒတရား၄ပါးထဲမှာဟောထားတယ် ကာယစိတ်တဝေဒနာဓမ္မလို့ခေါ်တယ်မိမိတဏ္ဍမှာရှိတဲ့အာယုံ၄ရပ်ပေါ်မှာမိမိတတိကတ်ထားဖို့လိုတယ်ဘုန်းကြီးတို့တွေကတတိမကတ်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီသဘာဝတရားတွေကိုမသိတာမသိတာဟာတတိမကတ်လို့မသိတာလို့ပြောအောင်နော်ကာယအကြောင်းလည်းမသိဘူးဝေဒနာအကြောင်းလည်းမသိဘူးစိတ်ဓာတ်အကြောင်းလည်းမသိဘူးဓမ္မအကြောင်းလည်းမသိဘူးဘာလို့မသိတတိမကတ်တတိကတ်ပြီလို့ရှိရင်နောက်ကညာလိုက်လား တတိကအာယုံကိုယူပေးတယ်ဉာဏ်ကသိတယ်ဟောအဲ့ဒါကြောင့်မလို့တမ္မာတတိဆိုတာဉာဏ်ကိုအထောက်ကူပြုလို့ရတယ်တမ္မာတတိအာယုံကိုအမြဲတမ်းတတိချက်နေဖို့လိုတယ်ပေါ့နောက်တတိချက်ထားတဲ့ဟာတည်ငြိမ်အောင်လုပ်ပေးတာကတမ္မာသမာဓိဟောပေါင်းလိုက်တဲ့အခါကျတော့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုရင်ဒီကာရကမက်ကတရားအထုတ်တယ်ဆိုတာဒီ ၅ခုနဲ့အထုတ်တယ်။သမဝါစာသမဂဝနသမအာစီဝဆိုတာကျွတင်ပြီးတော့ပြင်ဆင်ထား။တန်ရှင်းရေးလုပ်ထားတဲ့သဘောနော်။သီလကျွတင်သီလတန်ရှင်းထားမှခုနကပြောတဲ့မဂ္ဂင်၅မျိုးကိုထောက်ကူပြုတယ်။အေးအားလုံးပေါင်းလိုက်တဲ့အခါကျတော့မဂ္ဂင်ရှင်းပါ။အဲ့ဒီမဂ္ဂင်ရှင်းပါသည်တန်ရောစဉ်ဖြတ်ဖို့ရာအတွက်စစ်မှန်သောနိလမ်းပဲ။ဒါတွေကိုမကျင့်မဲနဲ့တာယောစင်ကျိုးဒီတိုင်းဖြတ်လို့မရဘူးပါးစပ်နဲ့ဖြတ်လည်းမပြတ်ဘူးเนาะ ေးဘယ်သူနဲ့ဘယ်သူတော့တေကန်းပြတ်မယ်ဆိုတော့တေကန်းသာပြတ်ချင်ပြတ်မှာမပြတ်ဘူးတန်ရောက်စင်အားတော့ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့တန်ရောက်စင်ပြတ်ပြီးပြတ်ချင်လို့ရှင်မမှန်ကန်ကန်မြင်ခြင်းမမှန်ကန်ကန်တွေးကြံခြင်းမမှန်ကန်ကန်ကြိုးပမ်းအထောက်ခြင်းမမှန်ကန်ကန်တတိထားနိုင်ခြင်းမမှန်ကန်ကန်စိတ်တည်ငြိမ်အောင်ထားခြင်းလို့ဆိုရဲဟောဒီမဲခင်တရားတွေတိုင်းကျင့်ကြံကြိုးကုန်အထောက်မှသာလေဒီတန်ရောက်စင်ကြိုးဆိုတာတွေပြတ်မယ်လို့ကိုယ်စီကိုယ်စီသဘောကျပြီ တန်ရောစဉ်ကျိုးတွေဖြတ်နိုင်အောင်ခြင်းကြံကျိုးကိုအထုတ်ခြင်းဖြင့်တန်ရောစဉ်ကျိုးအလုံးဖြတ်တော့သွားပြီး30တဘုံဘုတွင်းကနေပြီးတော့အလုံးလုတ်ကင်းကနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုကြရမှာလို့ကျုံကြည်သည့်အတိုင်းခြင်းကြံကျိုးကိုအထုတ်နိုင်ကြပါစေကုန်သတည်း